ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျွန်မတို့အောင်မင်္ဂလာ YouTube Channel လေးကနေပြန်လည်လို့အကျိုးဆုံးလိုက်ပါတယ်ဒီနေ့မှာဆိုရင်တော့စာရေးဆရာမောင်စိုးတစ်ရေးသားထားတဲ့ရုပ်မြင့်တန်ကြားရေဒီယိုရုပ်ပြရုပ်ရှင်နဲ့ကလေးများဤပြဿနာဆွေအကြောင်းအရာလေးကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်အစီအစဉ်စတင်ခင်မှာကျွန်မတို့ရဲ့ Channel လေးကို Subscribe လုပ်ရသည် Subscribe လုပ်သွားပေးပြီးတော့ဘေးနားက Notify Bell လေးကိုလည်းနှိပ်သွားပေးဖို့အတွက်ကိုမြတ်တာရက်ခံလိုပါတယ်ရှင်မိဘများဟာအဆင့်တန်းကိုချမှတ်တဲ့လမ်းချောင်းကိုထိမ့်သိမ့်တဲ့ ခိုင်ခိုင်မာမာရက်တီတင်ကြပါရယ်ကာလအတော်ကြာကလေးကပဲရုပ်မြင်သံကြားရေဒီယိုအစီအစဉ်တွေရုပ်ပြကာတွန်းတွေနဲ့ရုပ်ရှင်တွေကကလေးတွေအပေါ်မှာတရားမှုနဲ့ပတ်သက်ပြီးအငင်းပွားခဲ့ကြပါရယ်အဓိကကြောင်းကြားခဲ့ကြတာကတော့အများပြားလွန်ကျွတဲ့အကြမ်းဖက်မှုရှာဆွေးမှုနဲ့လိန်ဆာရာဩဆာလွှမ်းမှုမှုတွေပဲဖြစ်ပါရယ်ကျောင်းစာအေဇာနဲ့အစာအုပ်ကောင်းဖတ်ရှုတာတွေနဲ့ပတ်သက်ပြီးထိခိုက်တရမှုတွေကိုလည်းမေးခွန်းထုတ်ခဲ့ကြပါသေးတယ်။ပထမဆုံး အကြမ်းဖက်မှုနဲ့ရာဇဝတ်မှုတွေကိုကင်တွယ်ကြည့်ကြရအောင်ပါတရားသူကြီးတတော်များအမှုလအရာရှိတတော်များများနဲ့စိတ်ပညာရှင်အများကတရားရုံးမှာမင်းအနေနဲ့ဒီရာဇဝတ်မှုတွေကိုကျူးလွန်ခဲ့ရအောင်ဘယ်နေရာကများစိတ်ကူးစိတ်ကံရခဲ့ရလဲလို့မိကွန်းထုတ်ခဲ့ကြတဲ့အချိန်မှာရုပ်ပြစာဆောင်တစ်ခုကပါရုပ်မြင်သံကြားအစီအစဉ်တစ်ခုကပါဗီဒီယိုတစ်ခွေကပါလို့ဖြေခဲ့တဲ့အဖြေတွေကြောင့်မကြာခဏပြင်းပြင်းထန်ထန်ခံစားခဲ့ကြရပါတယ် ူတို့တွေအားလုံးကကလေးတယောက်ဟာအဲ့ဒီနီလန်းတွေအားဖြင့်ဆူဆူရွာရွာအကျင့်ဖောက်ပြားသွားတတ်ကြတယ်ဆိုတာကိုလက်ခံခဲ့ကြတယ်။ဆေယောဂကူဆရာဝန်အများစုကတော့ဒီထက်ပိုပြီးမဆွေးနွေးလိုကြပါဘူး။သူတို့ထုံလင်းလိုက်တဲ့အစီအစဉ်အများစုတွေနဲ့ရုပ်ပြဆောက်တွေကအထူးသဖြင့်အချို့ကလေးတွေအတွက်သိမကောင်းလှဘူးဆိုတာကိုလက်ခံခဲ့ကြပါတယ်။သူတို့ကရက်ဆက်ကြမ်းတမ်းတဲ့ကလေးတယောက်ဟာသူကြည့်မြင်ခဲ့ရတဲ့အရာတွေကနေသိုးသွမ်းတဲ့ကောက်ကျစ်ဆင်းလဲတဲ့အတွေးစိတ်ကူတစ်ခုကိုရှာသွားနိုင်နေဆိုတာကိုလည်းဝန်ခံခဲ့ကြပါသေးတယ်။ ဒါပေမဲ့ပုံမှန်အုံနောက်အနေထားနဲ့ကြည်ပြင်းလာဖို့ရှိရဲ့ကလေးတယောက်အနေနဲ့အချင်းတော်ကြား TVG စောက်တွေဖက်ရှုခဲ့ရုံနဲ့လူစိုးတခုတည်းဖြစ်သွားနိုင်တယ်ဆိုတာကိုတော့ညင်းဆုခဲ့ကြပါတယ်။မိဘများစုကလည်းဒီလိုပဲခံစားယုံကြည်ခဲ့ကြတာပါ။သူတို့ရဲ့ကလေးတွေဟာအချင်းစာရိတာတစုံတရာအပြောင်းလဲမရှိဘဲဇလန်းတွေထဲကလူစိုးလူကျန်းတွေကိုထီထွေသိမြင်နိုင်ကြတယ်လို့နားလည်ထားခဲ့ကြပါတယ်။ ကလေးတယောက်ကသူ့ရဲ့အခြေခံအတွေးမြင်တွေကိုသူမိဘတွေစီကနေရရှိတာဖြစ်ပါတယ်။တကယ်လို့သာမိဘတွေဟာလူကောင်းသူကောင်းတွေဖြစ်ပြီးသူ့ကိုလည်းချစ်ကြမယ်ဆိုရင်သူကလည်းမိဘတွေကိုနင့်နေနေနဲ့ချစ်မယ်ဆိုရင်သူကလည်းပုံစံတိုင်းလိုက်ပြီးတော့လှုပ်ဆောင်လေးမှာဖြစ်ပါတယ်။အဲ့လိုနီးလန်းနဲ့ပဲနောက်ပိုင်းကာလမှာသူကိုယ်သူချီချီကျကျဒုက္ခမရရအောင်ထိန်းချောင်းနိုင်တဲ့အထိစိတ်ကိုရရှိလာနိုင်တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ပုံမှန်အနအုံနောက်အနေထားနဲ့ကြီးပြင်းလာဖို့ရှိရကလေးတယောက်အနေနဲ့အချိန်တော်ကြာကြာ TVG စောက်တွေဖတ်ရှုခဲ့ရုံနဲ့လူဆိုးတခိုးတယောက်ဖြစ်သွားနိုင်တဲ့စရာကိုတော့ညင်းဆိုခဲ့ကြပါဗျ။မိဘများစုကလည်းအဲ့လိုပဲခံစားယုံကြည်ခဲ့ကြပါဗျ။သူရရဲ့ကလေးတွေကအချင်းစာရိတ်တဆုံတရာအပြောင်းလဲမရှိဘဲဇလန်းတွေထဲကလူဆိုးလူကြမ်းတွေလို့ ထိတွေ့သိမြင်နိုင်ကြတယ်လို့နားလည်ထားခဲ့ကြတာပါကလေးတယောက်ကသူ့ရဲ့အခြေခံအတွေ့အမြင်တွေကိုသူမိဘတွေစီကနေရရှိရာဖြစ်ပါတယ်တကယ်လို့သာမိဘတွေကလူကောင်းသူကောင်းနေဖြစ်ပြီးသူ့ကိုလည်းချစ်ကြမယ်ဆိုရင်သူကလည်းမိဘတွေကိုနင့်နင့်နေနေချစ်မယ်ဆိုရင်သူကလည်းဒီပုံစံအတိုင်းနဲ့လိုက်ပြီးလှူဆောင်ဖြစ်ပါလိမ့်မယ်။ ။တေချာရာကတော့ကလေးတယောက်ရဲ့အဆင့်ကိုသူ့ရဲ့မိဘတွေအပေါ်မှာအစောပိုင်းကာလမိခိုခဲ့ရမှုတွေကနေကင်းကင်းကွာကွာနဲ့အကြည်ပြင်းလာတဲ့အချိန်မှာတခြားဩဇာတရားမှုတွေကတိတ်ထိထိရောက်မရှိလာဘူးဆိုတာပါပဲ။တနင်္လာနေ့တနင်္ဂနွေကျန်းဆရာတွေနဲ့အကျောင်းဆရာဆရာမတွေကသူ့ရဲ့တငယ်ချင်းတွေအတန်းဖော်တွေတငယ်ချင်းတွေရဲ့မိဘတွေရဲ့ပြုမှုဆောင်ရွက်ပုံတွေရဲ့အလဲမှာမိခိုနေခဲ့ရမှုတွေကလည်းကင်းကွာကြည်ပြင်းလာတဲ့အချိန်လို့ဆိုလိုတာပေါ့လေ။ ဆယ်ကျော်သက်ကလေးတယောက်ရဲ့ဆန်စင်ကသူနဲ့ခေပြိုင်ကလေးတွေကြောင့်တော့အများကြီးပြောင်းလဲမသွားနိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူဟာသူနဲ့အလားတူကြီးပြင်းလာခဲ့ကြတဲ့တငယ်ချင်းတွေကိုသူအသိစိတ်နဲ့သူကန့်သက်ပိုင်းခြားမှုရှိနေလို့ပဲဖြစ်ပါတယ်။ ဲ့ဒါဟာလည်းနေရာတိုင်းလောက်နေပါရက်ဆက်ကြမ်းကြုတ်မှုတွေပါနေတဲ့နတ်သမီးပုံမြင်တွေလိုနားထောင်ခဲ့ကြရတဲ့အစောပိုင်းကာလမျိုးဆက်တွေရဲ့ clear အနေနဲ့ရုပ်မြင်သံကြားအစီအစဉ်တွေရုပ်ပြစာအုပ်တွေထဲကကြမ်းတမ်းရက်ဆက်မှုတွေကိုကြည့်ခက်ဖက်ခရရပေမဲ့တိတ်တော့စိတ်ပူစရာမရှိလာပါဘူးလို့ပြောရမယ့်အကြောင်းတစ်ခုဖြစ်လာခဲ့ရပါတယ် ဒါပေမဲ့လို့လေအပတ်တိုင်းညတိုင်းနှစ်နာရီလောက်အဲ့ဒီနဲ့သမီးပုံမြင်တွေကိုနားထောင်ကြရတဲ့ကလေးတွေအတွက်ဘေးအန္တရာယ်မရှိနိုင်ဘူးဆိုတာကိုတော့ကျွန်တော်ကတန်တရားရှိပါတယ်။ခန်းစားလွယ်တဲ့ကလေးတွေအတွက်ကတော့အဲ့ဒီပုံမြင်တွေကြောင့်အိမ်မဆိုးတွေမကြမှာပါပဲ။ ဖြစ်နိုင်သလောက်တဲ့အရေးကြီးတဲ့ချက်ကတော့တညာပြီးတညာသူတို့မိခင်ပုံမြင်ဖတ်တာကိုနားထောင်ခဲ့ကြတဲ့ကလေးတွေဖို့ဒီလိုမျိုးကြမ်းတမ်းရက်ဆက်မှုတွေမှာထင်ထင်ရှားရှားပါဝင်ပတ်သက်ခဲ့ကြတဲ့တကယ်သက်ရှိလူသားတွေကိုတွေ့မြင်ခဲ့ကြမယ်ဆိုရင်မတူကွဲပြားတဲ့ထိခိုက်ခံစားမှုတွေရနိုင်နေစရာပါပဲ။ ပုံမြင်ကိုပြောနေတဲ့အချိန်မှာသူတို့စိတ်ထဲမှာပုံဖော်နေမဲ့ရုပ်ပုံတွေဟာသူတို့ရဲ့အတွေ့အကြုံရပဲဖြစ်မှာပါသူတို့မိခင်ရဲ့အတန်နဲ့ရှင်းပြပြောဆိုမှုဟာဒါကတော့ယုံတန်းပုံမြင်နေပါပဲဆိုတာကိုအစဉ်တစိုက်သူတို့ကိုစိတ်ချလက်ချရှိနေစေမှာပါ မိခင်ရဲ့ဝေဖန်ပြောဆိုမှုတွေကလူစိုးလူကြမ်းတွေရဲ့အပြုမှုတွေကိုသူရဲ့မိခင်ရောသူ့ကိုပါကြောက်ရွံ့ခြောက်ခြားစေရဲစွာကိုသူ့ကိုသိမြင်လာစေပါတယ်။ရွံ့မြင့်တန်ကြားဖန်သားပြင်ပေါ်ကတကယ်တမ်းပါပဲလို့ထင်ရတဲ့ရဆက်မှုဟာတကယ်ပြင်ပကမ္ဘာထဲမှာလည်းဒီလိုပဲဖြစ်တတ်တယ်စွာကိုကလေးအနေနဲ့သိမြင်သွားစေနိုင်ပါတယ်။ မူကြိုကျောင်းဆရာမတယောက်ကအခုလူကြိုက်များနေတဲ့ရိုင်းနဲ့အကြမ်းဖက်မှုတွေနဲ့ပြည့်နှက်နေတဲ့အစီအစဉ်တစ်ခုဟာမကြာမကြာကလေးတွေတယောက်နဲ့တယောက်ထိုးကျိတ်ရန်ဖြစ်မှုတွေကိုဖြစ်ပွားစေနိုင်တယ်လို့မကြာသေးခင်ကပဲကျွန်တော်ကိုပြောပြခဲ့ပါတယ်တကယ်လို့သူမအနေနဲ့ကန့်ကွက်ပြောဆိုမဲဆိုရင်လေသူတို့ကအစီအစဉ်ထဲမှာအဲ့ဒီတိုင်းပဲလိုအပ်မှာပါပဲလို့ဖြေရှင်းကြပါလိမ့်မယ်။ ။ဒါကြောင့်မို့လို့အဲ့လိုအစီအစဉ်မျိုးတွေဟာကားမွန်တဲ့ကလေးတရားကိုစိုးသွမ်းစေနိုင်တယ်လို့ကျွန်တော်မပြောခဲ့ပေမဲ့တနည်းနည်းနဲ့တော့သူတို့ရဲ့အဆင့်တန်းကိုနှိမ့်ချသွားစေနိုင်ပါတယ်။လူသားဘဝပေါ်မှာမကောင်းတဲ့အမြင်ဖြစ်ပေါ်လာစေနိုင်တယ်လို့ကျွန်တော်ယူဆခဲ့တာဖြစ်ပါတယ်။ အမျိုးမျိုးထွေထွေဖြစ်နေတဲ့အစီအစဉ်တွေနဲ့ရုပ်ပြဇာတ်လမ်းတွေအပေါ်မှာထားတဲ့မိဘရီရဲ့သဘောထားကကလေးတယောက်ရဲ့ပုံကိုရေးစံပြရည်စူးချက်တွေအပေါ်မှာတက်ရောက်လာတဲ့တရားမှုတွေကိုနည်းနည်းကွဲပြားသွားစေတတ်ပါတယ်တကယ်လို့သာမိဘရီအနေနဲ့ကြီးစုနေရတဲ့အရာတွေကိုအမြဲတည်းထားပြီးတချို့အစီအစဉ်တွေနဲ့အဖို့ချက်တွေကိုဖယ်ထုတ်ပစ်ပြီးသူတို့ရဲ့ပူပင်ကြောင်းကြမှုကိုသားသမီးတွေကိုပြသမယ်ဆိုရင်ကလေးအနေနဲ့အရာတွေကိုချောင်းကြည့်တာမျိုးဆက်လုပ်နေရင်တော့မှသူဟာဘလို့အစင်မျိုးတွေကိုပဲကြည့်ခွင့်ရမယ်ဆိုတာကိုတတိယနေပါလိမ့်ဦးမယ်။ မိဘတွေကဘာကန့်ကွက်မှုမျိုးမှမလုပ်ဘူးဆိုရင်တော့သူကဘာမှတွေးနေတော့မှမဟုတ်ပါဘူး။နှစ်ပေါင်းများစွာကစိတ်ပညာရှင်တွေနဲ့ဆရာဝန်တွေကျွန်တော်ကိုယ်တိုင်အပါအဝင်ထောက်ပြခဲ့တဲ့အတိုင်းအတာတကူတီရန်လိုမှုပါဝင်တဲ့ပုံမြင်ဇာတ်လမ်းတွေနားထောင်ဗီဒီယိုဇာတ်လမ်းတွေကြည့်နိုင်ပြီးနိုင်လိုမင်းထက်အကြံပဒံလောင်ပြောင်းတယောကစားတက်တာကိုအကောင်းဆုံးဆိုတဲ့ကလေးတွေမှာတော့တွေ့လာရတဲ့ဆွဲအချက်ကအသိမှန်လာပါတယ် မေယာမာကတော့ဘလိုဟာမျိုးတွေဘလောက်တိုင်းတာကအရေးကြီးတယ်ဆိုပါပဲရုပ်ပြောင်ကတွင်းထဲမှာအထင်သေးမြင်သေးဖြစ်နေတဲ့ချင်းသေးကြီးကိုချက်ကလေးတကောင်ကလက်သီးနဲ့ထိုးလိုက်တာကိုကလေးတွေကချီချီနဲ့နဲ့ကြီးတခိခိရှီတက်ကြပါရယ်အကောင်ပီစီကလေးကအနိုင်ကျင့်တဲ့အကောင်ကြီးတကောင်ကိုလက်တုံပြန်လိုက်တာမဟုတ်လားဒါပေမဲ့တကယ်လူတယောက်ရဲ့မျက်နှာကိုတရှူးရှူးတရှားရှားဖြစ်နေတဲ့လူဆိုးတယောက်ကတခွက်ခွက်ထိုးနေတာမျိုးဆိုရင်တော့တိတ်ကွဲပြားချမ်းသာသွားတဲ့အချက်ဖြစ်နေမှာပေါ့ဗျာ မိဘတော်များကသူတို့ကလေးတွေကြည်နေတဲ့အစီအစဉ်တချို့ကိုမကြည်မနက်ဖြစ်နေခဲ့ကြတာပါ။ဒါပေမဲ့လို့တချို့တလေကိုသူတို့ကပိတ်ပင်တားဆီးလို့ဒါမှမဟုတ်တနေ့တာ TV ကြည့်ရတဲ့အချိန်ပေါ်မှာကန့်သက်ဖို့စူးစမ်းတဲ့အခါသူတို့ရဲ့သားသမီးတွေကစိတ်ဆိုးမှန်ဆိုးကန့်ကွက်အငင်းပွားကြတော့တာပါပဲ။ အဲ့ဒါကအကောင်ဆုံးစီစဉ်ဖြစ်ပြီးသူတို့ရဲ့တငယ်ချင်းတွေအားလုံးလည်းသူတို့ကြည့်စင်တဲ့အတိုင်းကြည်နေကြတာပါပဲလို့ပြောကြပါလိမ့်မယ်။စိတ်သက်ခိုင်မာတဲ့မိဘတွေကတော့အဲ့လိုအကြက်ကြိုင်မှုမျိုးတွေကိုကြံ့ကြံ့ခံပြီးသူတို့ရဲ့အစည်းကမ်းတွေပေါ်မှာအခိုင်အမာရပ်တည်နိုင်ကြပါတယ်။တခြားမိဘတွေကတော့သူတို့ရဲ့သားသမီးတွေစုစုပူပူလောက်ကြတာနဲ့ပျော့သွားတတ်ကြတာပါပဲ။ သူတို့ချက်ချင်းပဲအလျှော်ပေးလိုက်ကြမယ်။ဒါမှမဟုတ်လည်းတညာညလောက်ကြာသွားတဲ့အချိန်မှာသူတို့ရဲ့ကယူဒီဇိုင်းစောင့်ကြည့်မှုတွေကိုရှော့ချပစ်လိုက်ပြီးသူတို့ပိတ်ပင်ထားတဲ့အစီအစဉ်တွေကိုထပ်များထည့်ကြအောင်မလားဆိုတဲ့တန်တရားလောက်ပဲထားတက်ကြတော့တယ်လေ။အဲ့ဒါနဲ့ပတ်သက်ပြီးတခြားဘာမှထပ်မလုပ်တတ်ကြတော့ပါဘူးသူတို့ကရုပ်ပြစာအုပ်တွေနဲ့ရုပ်ရှင်ကားတွေအတွက်လည်းဒီလိုပဲမရေမရာဖြစ်တတ်ကြပါသေးတယ် အဲ့ဒါတွေကိုကြည့်ရင်မိဘတွေအနေနဲ့သူတို့ငငယ်တုန်းကတီတီကြကြလိုက်နာခဲ့ရတဲ့အစီမျက်စီကန်းတွေနဲ့ပတ်သက်ပြီးနှိုင်းရှင်မှုအရာသိပ်ပြီးပြဿနာမရှိလာဘူးဆိုတာကိုတွေ့ရပါလိမ့်မယ်အချင်းစားတော့တဲ့အပြုမှုလိညာမှုရိုင်းရိုင်းပြပြပြောဆိုမှုစရိနဲ့ပတ်သက်လို့ပေါ့လေဒါပေမဲ့ကလေးတွေအတွက်လှုပ်ပေးလိုက်တဲ့အရာတွေအသေးအသေးပေါ်ပေါက်တိုးတက်လာတဲ့အချိန်မှာတော့မိဘတွေမှာသူတို့ကိုလမ်းညွှန်ပေးဖို့ဖားဆင်လာယုံကြည်မှုမ ရှိကြတော့တာကိုတွေ့ရပါတယ်။သူတို့ကတခြားမိဘတွေဘာလို့ကြားရဲဆိုတာနဲ့ပတ်သက်ပြီးစန့်ချိန်ကွဲပြားနေတဲ့ဖော်ပြချက်တွေကိုလည်းတွေ့ရတတ်တယ်မဟုတ်လား။သူတို့မှာအတွေးမြင်တွေရှိကြပါတယ်။ဒါပေမဲ့သူတို့အနေနဲ့သိပ်မသိချလာပါဘူး။စီလျော်တင်းမြတ်တဲ့စီမင်းစည်းကမ်းတွေချမှတ်ပြီးပို့တော့သူတို့စူးစမ်းကြပါရယ်။နောက်ပိုင်းသူတို့သားသမီးတွေကပြင်းပြင်းထန်ထန်ကန့်ကွက်လာတဲ့အခါမှာတော့မိဘတွေကအတွေ့အဝေးရင်းရိုင်းလာတတ်ကြပါရယ်။ ကလေးတွေကသူတို့မိဘတွေရဲ့မပြတ်သားမှုကိုသိလာကြတော့သူတို့ရဲ့ကန့်ကွက်အငင်းပွားမှုတွေကိုပို့ပြီးလှုပ်လာကြတော့တာပါပဲ။မှန်ကန်တဲ့စီမင်းစည်းကမ်းတွေချဖို့သူတို့ရဲ့အရေးသွေးပေါ်မှာမိဘတွေရဲ့ယုံကြည်မှုကဒီယာစုနှစ်ရဲ့တခြားဖွံ့ဖြိုးတိုးတက်မှုတွေကြောင့်လည်းနှိမ်ပါသွားတတ်ပါသေးတယ်။ကလေးတွေရဲ့လိုအပ်ချက်တွေပြဿနာတွေနဲ့ပတ်သက်ပြီးသင်ကြားပို့ချရေးသားကြတဲ့စိတ်ပညာရှင်တွေ၊ဆရာဂါကုဆရာဝန်တွေ၊ပညာရေးသမားတွေကလေးအထုကူတွေအတွက်ကလေးသင်ငယ်ဆောင်ရှောက်ကြည်ပြင်းစေရေးနယ်ပယ်ထဲကိုဝင်ရောက်ဖို့ရာဝင်ပေါက်တစ်ခုရှိပါတယ်။ အထူးသဖြင့်တာဝန်အသေးသက်ဆုံးမိဘတွေဖြစ်တဲ့တချို့မိဘတွေပေါ်မှာကံမကံအကြောင်းမလားတဲ့တရားမှုကတော့သားသမီးတွေကမိဘတွေဆိုရလဲအမှန်ကိုလုံးဖို့အလားလာရှိသလိုအမားကိုလည်းလုံးမိဖို့အလားလာရှိရလို့ကောက်ချက်ချသွားစေနိုင်တာပါပဲ။နောက်ဖြည့်ရှင်းလို့မရသေးတဲ့အချက်တစ်ချက်ကတော့အထူးသဖြင့်စစ်ကြီးပြီးကလေးကအခြေအနေဖြစ်တဲ့မိသားစုများပြားရဲ့လူမှုရေးအဆင့်တန်းအလျင်မြန်မြင့်တက်လာမှုပဲဖြစ်ပါတယ်။ ဘလို့နီးနဲ့မဆိုအဲ့ဒါကအကန့်ကောင်းထောက်မတဲ့အခြေအနေလို့ကျွန်တော်ယူဆပါတယ်တစ်ဖက်ကပြောမယ်ဆိုရင်နိုင်ငံတော်များရဲ့သမိုင်းဖြစ်ရတွေကဘဝအခြေအနေအဝင်းအပိုင်းရုပ်ချီးပြောင်းလဲသွားတဲ့အခြေမျိုးမှာမိသားစုရဲ့တည်ငြိမ်မှုကိုအနောက်ရှက်ဖြစ်စေတတ်ပြီးမိဘတွေရဲ့စီမျက်စိကန်းတွေကိုအားနည်းသွားစေတတ်တယ်ဆိုတာကိုပြသနေခဲ့ပါတယ်ပြီးတော့အတော်ကိုထူးထူးဆန်းဆန်းပဲစစ်ပွဲထမမို့စီးပွားရေးနေပါကြာဆဲမှုထက်တောင်းမှာပဲမကြုံစဘူးထူးခဲ့တဲ့ ပွားစည်းဖွံ့ဖြိုးမှုကအပိုလိုရောင်ကျွန်းထုံးမောက်ခုံဖြစ်သွားစေတတ်တာကိုတွေ့ရပါသေးတယ်။ ဲ့ဒါကဥပမာအဖြစ်အမားရွေးလုတ်တဲ့နေရာရာဇဝမှုနဲ့ကိုကိုကိုတက်တည်တဲ့နေရာတွေမှာပို့ပြီးတိုးများလာစေတတ်ပါတယ်မိဘတွေအနေနဲ့သူတို့ကလေးတွေကြည်ပြင်းဖွံ့ဖြိုးလာခဲ့တဲ့နေရာနဲ့လုံးဝကွဲပြားခြားနားတဲ့ပတ်ဝန်းကျင်အနေအထားကိုသူတို့ရဲ့ကလေးကိုပေးအပ်လိုက်ရတဲ့အခါမျိုးမှာသူတို့တွေကသူတို့ဖြတ်တန်းဖို့စိတ်ချရတဲ့လမ်းညွှန်မှတ်တာအနည်းပါးလောက်ပဲရရှိကြမှာဖြစ်ပါတယ်သူတို့ကအဖြေတွေးဖို့အတွက်စံတော်ဝါဖြစ်ဖို့ကပိုများပါတယ် ။ကလေးတငယ်ရုပ်ရှင်တွေရေဒီယိုနဲ့ရုပ်မြင်သံကြားတွေရဲ့အစာဥပိုင်းကလေးကပဲသူတို့တွေတင်ကြားခဲ့ရတဲ့အရာတွေရဲ့အချောင်းလန့်ကိုခံခဲ့ကြရတဲ့ထူးထူးခြားခြားခံစားထိခက်လွယ်တဲ့ကလေးတွေရဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးမိဘတွေရဲ့စကားသံတွေကိုဆရာဝန်တွေကကြားသိခဲ့ကြပြီးသားဖြစ်ပါတယ်။ သူတို့ဟာငိုကြမယ်ဒါမှမဟုတ်အရာထဲမဝင်ရဲဖြစ်ကြမယ်ဒါမှမဟုတ်သူတို့ကအိမ်မဆိုးတွေမဲကြမယ်ပေါ့လေအဲ့ဒီကလေးတွေထဲကအနေပါလောက်ပဲအဲ့လိုအစီအစဉ်မျိုးတွေကိုညင်းပယ်ရကောင်းမှန်းတီးကြတာပါကံကောင်အကြောင်းမလားဆိုတဲ့ပဲသူတို့တတွေကတခြားလူသားတွေလိုပဲအမြင်တိမ်တိမ်နဲ့သူတို့လက်ခံနိုင်တာတွေကိုလက်သင့်ခံကြရပါတယ်မိဘတွေအနေနဲ့ရှင်းရှင်းလင်းလင်းသိရမှာကသူတို့ရဲ့ကလေးပေါင်းစလေးတွေထပ်ပိုးပြီးစင်စင်ချင်းချင်းရှိဖို့နဲ့အဲ့ဒါတွေထပ်ပိုးပြီးကြီးတဲ့အန်တွေဘာမှမရှိဘူးဆိုတာပါပဲ အသက်6နှစ်အောက်ကလေးအများစုကအာယုံခံစားထိခိုက်လွယ်တယ်ဆိုတာကိုတော့သိမြင်ရပါလိမ့်မယ်။အဲ့ဒါကိုနှစ်ပေါင်းအတော်ကြာကကျွန်တော်တို့သာသမီရှင်တွေရခဲ့တဲ့အတွေ့အကြုံနဲ့တခြားကလေးတွေစီကရခဲ့တဲ့အတွေ့အကြုံအရပြောပြတာပါ။အလွန်နေပါတဲ့အချိန်ရေးအတွက်ပဲပေါ့လေကလေးတွေအတွက်ကာတွန်းကားတွေပဲပြရရုပ်ရှင်ုံတွေကိုရောက်သွားတဲ့အခါမျိုးမှာအရွယ်ရောက်ပြီးတဲ့သူတွေနဲ့အသက်နည်းနည်းရှားလာတဲ့ကလေးတွေကပျော်ပျော်ရွှင်ရွှင်ရှီမောနေခဲ့ကြတဲ့အချိန်မှာငယ်ရွယ်တဲ့ကလေးများစုကတော့အကြွံ့တွန်းဆုံနေကြတာကိုတွေ့ရပါတယ် အဲ့လိုတွေးကြုံရကျွန်တော်တို့သတိထားမှာကကာတွန်းတွေထဲမှာပါတဲ့တော်ရန်ဒရေးဆန်တွေနဲ့ရက်ဆက်ကြမ်းတမ်းတဲ့မိထွေကတကယ်လူတွေလိုပဲအသက်3နှစ်အရွယ်ကလေးတွေကိုထိတ်လန့်ကြောက်ရွံ့စေနိုင်နေဆိုတဲ့အချက်ပါအခုထိကတော့ကျွန်တော်ကကြမ်းတမ်းရက်ဆက်မှုတွေနဲ့ထိတ်လန့်ကြောက်လန့်စရာတွေရဲ့တက်ရောက်မှုကိုပဲဆွေးနွေးလာခဲ့တာပါ။လိမ်ပြဒနာလည်းရှိနေပါသေးတယ်။ Clery အားလုံးကဘဝရဲ့အသိဉာဏ်စရာတွေကိုတချို့နေရာမှာနည်းနည်းပပလောက်မှသာမဟုတ်ပဲဖွံ့ဖြိုးတိုးတက်နေတဲ့အစဉ်တိုင်းမှာရှာဖွေဖို့စူးစမ်းနေကြတယ်ဆိုတာကိုတွေ့ရပါလိမ့်မယ်။ တနင်္လာနေ့မိဘတွေကိုသူတို့မေးကြလိမ့်မယ်ဒါမှမဟုတ်သူတို့ထက်ကြီးတဲ့အကိုအမတွေစီကရလာတဲ့အတွေးမြင်မှုတွေကိုပြောပြပါလိမ့်မယ်သူတို့ကတချို့အချက်တွေကိုကြောင်းကတက်မြောက်လာကြပါလိမ့်မယ်ဆက်ကြောတဲ့ရွယ်ရောက်လာတဲ့အချိန်မှာစောက်တွေကနေသိမြင်ဖို့သူတို့ဘာသာသူတို့ရှာဖွေစပြုလာကြပါလိမ့်မယ်သူတို့ကရုပ်ရှင်တွေ TV နဲ့မဂ္ဂဇင်းစာပါတွေကနေကောက်ချက်ဆွဲယူလာကြပါလိမ့်မယ်။စိတ်ကူးယဉ်မှုနဲ့ဖွံ့ဖြိုးရင်းချမ်းမှုကအစဉ်တန်းမျိုးမျိုးအထွေထွေရှိနိုင်ပါတယ်။ တချို့ကလေးတွေကအများကြီးအရွယ်ရောက်စောနေတက်ကြပါတယ်။တချို့ကြတော့တိတ်ဆိတ်ရွတ်တက်ကြပြီးအချိန်ကာလအတော်ကြာကြာအထိဘာမှမသိချင်တက်ကြပါဘူး။ဒီလိုနေရင်လည်းသူတို့တက်နိုင်သမျှသူတို့ကိုသူတို့ကာကွယ်တက်လာကြတာပဲဖြစ်ပါတယ်။ ကလေးတယောက်ရဲ့စွမ်းဆောင်ရည်နဲ့ရယူနိုင်တာထက်ပိုပြီးအရေးကြီးတာကတော့သင်ယူမှုလုပ်တဲ့နေရာကစိတ်လှရှားမှုဆိုင်ရာဒါမှမဟုတ်စိတ်တက်ရည်ရခံစားမှုပဲဖြစ်ပါတယ်။ဘဝရဲ့အမှန်တရားတွေကိုရှင်းလင်းပြောပြတဲ့နေရာမှာမြစ်တာတရားပြေဝရမိဘတယောက်ကကလေးရဲ့အစဉ်အဆက်ဖြစ်တည်မှုပေါ်မှာမူတည်ပြီးပြောပြရမယ့်အကြောင်းအချက်ပမာဏကိုထိန်းညှိယူပါတယ်။မိသားစုရဲ့စံပြုအရေးစုချက်တွေနဲ့ညီညွတ်ပြည့်ပြည့်အောင်လဲပြောပြတတ်ကြပါသေးတယ်။ ကျောင်းဆရာဆရာမတယောက်ကရုပ်ပိုင်းဆိုင်ရာပဂရီအချက်လက်တွေနဲ့စတင်လေးရှိပေမဲ့ကလေးတွေကဆွေးနွေးချက်တွေကိုအဲ့ဒီဥတီချက်အတိုင်းခံယူမသွားကြသေးဘူးဆိုရင်ပုဂ္ဂိုလ်ရေးဆိုင်ရာနဲ့စိတ်လှုပ်ရှားမှုဆိုင်ရာတိကျကိစ္စတွေမှာမိဘတွေလိုတော့တိတ်နီနီကက်ကက်ကင်တွယ်လေးမရှိကြဘူးလို့ဆိုရမှာပါ နိုင်ရှင်မှုအပြင်းတော့ဆိုရင်အတီတစ်ခုကိုသို့မဟုတ်မှားရတဲ့အချက်တစ်ခုကိုလောကရေးရာမှာပို့ပြီးတထဲဝဝင်ရှိတဲ့ကလေးတယောက်ကပို့ပြီးနားလေခန်းစားနိုင်မှာဖြစ်ပြီးပို့ပြီးရှင်ရွတ်တဲ့ကလေးတယောက်အတွက်ကတော့ညံမျက်စိပွင့်သွားဖို့ထက်ထိတ်လက်တုန်လှုပ်သွားဖို့ပဲပိုများမှာပဲဖြစ်ပါတယ်အလားတူအခြေအနေကိုကလေးတယောက်အတွက် မတင်လျော်တဲ့ရုပ်ရှင်ကားတကားအတွက်လည်းနှိုင်းရှင်လိုရပါတယ်။ကလေးတယောက်အနေနဲ့တက်တောင်းတက်တာလက်ခံဖို့လုံးဝအဆင်သင့်မဖြစ်သေးခင်မှာအဲဒီရုပ်ရှင်ရဲ့လိမ်နဲ့ပတ်သက်တဲ့အခန်းတွေကိုရင်ဆိုင်ကောင်းရင်ဆိုင်ရနိုင်ပါတယ်။သူတိထားတာတွေကနေအနောက်ဆက်ဖြစ်လောက်အောင်ကွဲပြားခြားနာတဲ့ဘဝအမြင်ဇယိုက်လက္ခဏာတွေနဲ့အဲဒီခန်းတွေကိုမတင်ပြတာကအပိုကောင်းပါတယ်။ချောင်းစာတွေအင်စာတွေနဲ့စာဖက်အလေးချက်တွေပေါ်မှာရုပ်မြင့်တန်ကြားရဲ့အကျိုးသက်ရောက်မှုတွေနဲ့ပတ်သက်ပြီး အငင်းပွားစရာဖြစ်ပါတယ်။ဘယ်တန်းရယ်မဆိုကလေးဘွားပဲဖြစ်ဖြစ်အရွယ်ရောက်နေတဲ့ဘွားပဲဖြစ်ဖြစ်လူတွေကအများရန်ပဲသူတို့မနစ်မြိုတဲ့အလုပ်တွေကိုဆွန့်ပစ်ပြီးရုံမြင့်တန်ကြားရှိမှခုနားရရှာတတ်ကြပါတယ်။ဒါပေမဲ့အဲ့ဒီအတွက်နဲ့တော့ရုံမြင့်တန်ကြားဆက်ကိုအပြစ်တင်ဖို့အသင့်မြတ်လိမ့်မယ်မဟုတ်ပါဘူး။ ရုံမြင့်တန်ကြားအတွက်အကောင်းဆုံးမျှော်လင့်ရတဲ့အချက်ကတော့အတွေးခေါ်ပြေးွားတဲ့ပညာရေးသမားတွေကရုံမြင့်တန်ကြားဟာအားနည်းချက်တချို့ရှိနေပေမဲ့အကျိုးရှိရလို့ယုံကြည်ကြတဲ့အတွက်ပါပဲသူတို့ကတကယ်စစ်မှန်တဲ့အရာတစ်ခုခုကိုပြောပြခဲ့တဲ့အစီအစဉ်တွေဟာနှစ်ပေါင်းအတော်ကြာကြာကလေးတွေရဲ့အစဉ်အစာတွေးခေါ်မှုနဲ့ပဲကိုကျေပြန့်သွားစေခဲ့ပြီးသူတို့ရဲ့ပိုပြီးသင်ယူလူစိတ်ထက်သန်မှုကိုလည်းနိုးကြလာစေခဲ့တဲ့စွာကိုသိရှိခဲ့ကြပါတယ်ရုပ်ပြစာအုပ်တွေကြောင့်ကလေးတယောက်ရဲ့စာဖတ်ခြင်းရသဆုပ်ယုပ်ပြပြသွားမှာကိုမိဘတွေသူတို့ရဲ့ ငယ်စဉ်ကလေးဘွားကသူတို့ကိုယ်တိုင်စာအုပ်ကောင်းတွေဖတ်ရှုခန်းစားခဲ့ကြတဲ့အတွက်ကြောက်လန့်ဆိုးရိမ်မှုများခဲ့ကြပါတယ်။ကျွန်တော်ကမိဘတော်တော်များနဲ့စကားပြောခဲ့ရလို့အရာကိုသိခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့သူတို့ရဲ့ကလေးတွေကရုပ်ပြစာအုပ်တွေထဲမှာလွန်လူရင်နေရင်းကပဲဆယ်ကျော်သက်ရွယ်ကနေအရာတွေကိုဖြတ်သန်းတက်ခဲ့ကြပြီးမိသားစုရဲ့ပညာရေးအဆင့်ကိုမှီတဲ့တင့်တော်ကောင်းမွန်တဲ့စာအုပ်တွေကိုဖတ်လာခဲ့ကြတယ်ဆိုတာကိုအချိန်ကသက်သေပြခဲ့တာဖြစ်ပါတယ်။ အခြားတစ်ဘက်ကပြောရမယ်ဆိုရင်လည်းအရွယ်ရောက်ပြီးတဲ့လူကောင်းသူကောင်းတော်တော်များကရုပ်ပြစာအုပ်တွေဓမ္မမို့လေအဲ့လိုစာအုပ်မျိုးတွေကိုဖတ်နေကြဆဲဖြစ်တာကိုတွေးရှိခဲ့ရပါတယ်။ဒါပေမဲ့အဲ့လိုရုပ်ပြစာအုပ်မျိုးတအုပ်တလီမှမရှိခဲ့ရင်တောင်မှသူတို့တဲကအများစုက Charles Dickens ကိုဖတ်ခဲ့ကြပါမလားတို့တော့ကျွန်တော်ကတော့အတန်တရာရှိခဲ့ရတာပေါ့။ တနည်းအားဖြင့်ပြောရရင်တော့အရွယ်ရောက်တဲ့လူတယောက်ရဲ့နောက်ဆုံးစာဖတ်တဲ့အစဉ်တန်းကိုအဲ့လိုကိုနှစ်သားကဖတ်ခဲ့တဲ့စာအုပ်တွေကအပြတ်ထန်းတာမဟုတ်ဘဲသူကြည်ပြစ်လာခဲ့တဲ့အခြေအနေအဝင်းဝိုင်းကအပြတ်ထန်းပေးလိုက်တာသာဖြစ်ပါတယ်တကယ်တော့ထုံလင်းကျညာလာတွေရုပ်ရှင်တွေနဲ့ရုပ်ပြစာအုပ်တွေရဲ့အမှန်မှန်စားနိုင်တဲ့တရားမှုတွေကိုအသေးချာသိတဲ့သူနဲ့ပါလှပါရယ်ရှင်းနေတာကတော့လူတိုင်းလူတိုင်းကသူတို့အမြဲတမ်းလုပ်ခဲ့ကြသလိုပဲတယောက်ပြီး တယောက်တစ်မျိုးလှုပ်တက်ကြရဲဆိုတာပါပဲအဲ့ဒါကမတူ क्वे ပြရဲမိသားစုတွေနဲ့အိနီနာချင်းတွေထဲကနေမတူ क्वे ပြရဲကလေးတွေပေါ်ထွက်လာတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်တချို့မိဘတွေကသူတို့သားသမီးတွေကိုသူတို့ရဲ့ဖွံ့ဖြိုးကြည်ပြင်းစေခြင်းတဲ့ပုံစံမျိုးဖြစ်အောင်ရည်ရွယ်ချက်တွေမြင့်မြင့်မားမားရှိတတ်ကြပါတယ်။တခြားမိဘတွေကတော့ သူတမောသူဆောင်ပလေးစီဆွဲစိတ်မျိုးထားတဲ့ကြပါတယ်ကျွန်တော်ကူညီနိုင်တဲ့အထူးကနီလန်ကတော့ထုတ်ပြန်အတန်လွင့်ချက်တွေရုပ်ရှင်တွေနဲ့ရုပ်ပြဆောင်တွေပေါ်မှာချိန်နှံ့မှုရှိကြတဲ့မိဘတွေအနေနဲ့သူတို့ကိုယ်တိုင်သူတို့ကလေးတွေဒါမှမဟုတ်ပတ်ဝန်းကျင်အိမ်နီးနားချင်းတွေရဲ့လွှမ်းမိုးမခံကြဖို့တတိပေးချင်တာပါပဲ။ ်ကလီရီကရုပ်ရှင်တကားကိုကြည့်ဖို့အကြံစီစိတ်ကူးခဲ့တဲ့အချိန်မှာတိတက်နားလေတဲ့မိဘတွေအနေနဲ့သတင်းစာတွေထဲကအဝေဖန်ချက်တွေကိုဖတ်ရှုသုံးသက်မိဘဆိုင်ရာပညာရေးဆိုင်ရာစာအုပ်စာတမ်းတွေကိုဖတ်ရှုသုံးသက်အစာတွေကိုသားသမီးတွေရဲ့အပေါင်းအပေါင်းအသင်းတွေနဲ့သွာလာတက်တဲ့နေရာတွေကိုမျက်စိထားထောက်ကြည့်သလိုမျိုးကြားဆက်ရုံမန်နေဂျာနဲ့တွေ့ဆုံမိမျက်နှာတွေမျိုးတွေလှုပ်တင်တယ်လို့ကျွန်တော်ထင်ပါတယ်။အဲ့လိုပဲသူတို့ရဲ့ကလေးတွေရုံမြင့်တန်းကြားမှာဘာတွေကြည့်နေကြတယ်စာအုပ်ရုပ်ပြတွေဘာတွေဖတ်နေကြတယ်ဆိုတာကိုစောင့်ကြည့်ရှုသင်ကြပါတယ်။ အတင်းကျောင်းတွေစတင်တီထောင်ပုံနေအတက်ကိုတီထွင်ခဲ့ပြီးတဲ့အချိန်ကလေးကရုံးမြတန်ကြားကအင်အားရအကြီးမားဆုံးပညာရေးဆရာဆွဲအားတစ်ခုဖြစ်ခဲ့တာပါရှမ်းမြတန်ကြားကသူတင်ပြချင်တာတွေကိုရရှိဖို့ကဘာတွမ်းလုံးကိုပဲနေရာမဆိုသွားနိုင်ပါတယ်။မိဘတွေအနေနဲ့မကောင်းဘူးလို့ထင်တဲ့အစီအစဉ်တွေနဲ့ပတ်သက်ပြီးညီတွားရရွနေဝင်မယ်မလို့တင်ကြပါဘူး။အချိန်ပေးကြည့်ရှုတဲ့အစီအစဉ်တွေကိုတောင်းဆိုတင်ကြပါရစေ။ကျွန်တော်တို့ကိုအားပေးနိုင်တဲ့တရားဆောင်တွေဟောပြောသူတွေ နေပယ်အားလုံးကကျွမ်းကျင်သူတွေနဲ့တွေ့ဆုံပေးနိုင်ပြီးထူခြားတဲ့အကူအညီထောက်ပံ့တွေအားလုံးကိုအသုံးပြုနိုင်တာဖြစ်ပါတယ်။အမြင်အာရုံရောအကြအာရုံအရာပါ ပုဂ္ဂိုလ်ရေးအရတိုင်းပြည်နေရာနဲ့ဖြန့်ချက်ပြသပေးနိုင်တာဖြစ်ပါတယ်။ကလေးတွေကလျက်စစ်တပ်၊ဓာရုဗေဒ၊အစီဝါဗေဒ၊ဘူမိဗေဒနယ်ပယ်တွေကတရုတ်တကံဖော်ပြမှုတွေကိုဆွဲလန်းနှစ်သက်ခဲ့ကြတာဖြစ်ပါတယ်။သူတို့ကသမိုင်းနဲ့စာပေထဲကဆွမ်းအားတတိပေးတဲ့ပုံမြင်ဇာတ်လမ်းတွေကိုရောတုံ့ပြန်နိုင်တာကြောင့်အဲ့လိုမျိုးတံပိုးရှိရဆက်သွယ်ပစ္စည်းတခုကိုအသုံးပြုတာနဲ့ပတ်သက်ပြီးနိုင်ငံသားတိုင်းဟာဂီယူဒီဇိုင်းရှိတဲ့ကြောက်ကြစဉ်းစားသင့်ကြတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်များရှင်ကျမတို့ရဲ့တင်ဆက်ပေးမှုအစီအစဉ်လေးကတော့ ဒီမှာရမယ်ပြီးဆုံးသွားပါပြီ။နောက်လာမယ့်အခန်းတွေကိုလည်းဆက်လက်တင်ဆက်ပေးသွားအောင်မလို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။အခုလိုနာတော်တာဆွေအားပေးခဲ့ကြတဲ့အတွက်ပရိသတ်တွေကိုကျမတို့အနေနဲ့ကျေးဇူးတူပဲတင်ရှိလိုက်ရပါရရှင်။